တခါတုန်းကရွာငယ်လေးတစ်ရွာမှာမောင်ရွှေအောင်လူငယ်ကောင်းတစ်ယောက်နေပါတယ်သူဟာစိတ်ထားဖြူစင်ပြီးသူတပားကိုအမြဲကူညီတတ်သူပါတနေ့မှာတော့သူဟာတောအုပ်ထဲကိုထင်းရှာဖို့ဝင်လာတဲ့အခါအင်းလေးတအင်းပေးမှာနတ်သမီးတပားကိုတွေ့လိုက်ရပါတယ် နတ်သမီးလေးဟာအလွန်လှပပြီးသူ့ရဲ့အလင်းတန်းနဲ့အဝတ်စားတွေနဲ့အင်းထဲမှာရေကစားနေပါတယ်မောင်ရွှေအောင်ဟာအံ့အားသင့်သွားပေမဲ့သူ့မကိုမထိတိုက်မိအောင်သတိထားပြီးဖြည်းဖြည်းချင်းချင်းကပ်လာပါတယ်။အိုနတ်သမီးပါလားနတ်သမီးကဒီနေရာတွင်တွေ့ရတာအလွန်ပျော်ရွှင်ပါတယ်လို့မောင်ရွှေအောင်က ရိုသေစွာနှုတ်ဆက်လိုက်တဲ့အခါနတ်သမီးလေးကပြုံးပြလိုက်ပါတယ် ။တင်းရဲ့စိတ်နှလုံးကအလွန်တန့်ရှင်းပါတယ်။ကျမကကြုံနေတဲ့လူတော်တော်များကမကောင်းတဲ့စိတ်တွေပဲတွေ့လိုက်ပါတယ်။နင်ကတော့အရန်တဘောကောင်းပါတယ်လို့နတ်သမီးလေးကပြန်ပြောပါတယ်။ဒီလိုနဲ့နှစ်ယောက်ဟာစကားသမီးပြောကြရင်မိတ်ဆွေဖြစ်လာကြပါတယ်။နတ်သမီးလေးကသူ့ရဲ့နှလုံးကအကြောင်းတွေကိုပြောပြပြီးမောင်ရွှေအောင်ကလည်းလူသားတို့ရဲ့ဘဝအကြောင်းဝမ်းသာအားရရှင်းပြပါတယ်။ဒီနေ့မှာတော့နတ်သမီးလေးကမောင်ရွှေအောင်ကျမတို့နတ်သမီးတွေဟာလူသားတွေနဲ့အချင်းချာချာမနေနိုင်ပါဘူး။ဒါပေမဲ့တင်းရဲ့ဂျင်နာမှုကိုအထူးကျေးဇူးတင်ပါတယ်။ဂီလို့ဝမ်းနေစွာနှုတ်ဆက်လိုက်ပါတယ်။ မောင်ရွှေအောင်တဲ့ဝန်နေပေမဲ့ဂျေဇူးတင်ပါတယ်နတ်သမီးတင်ရဲ့ဂျေဇူးကိုဘယ်တော့မှမမေ့ပါဘူးဂီလိုပြန်ပြောလိုက်ပါတယ်နတ်သမီးလေးဟာနောက်ဆုံးအနေနဲ့ရွှေရောင်လင်းတစ်ခုဖြစ်ပြောင်းလဲပြီးကောင်းကင်ဘက်ကိုပြန်တက်သွားပါတော့တယ်ဒါပေမဲ့သူ့ရဲ့နှုတ်ဆက်စကားတွေကလေထဲမှာလင်းလက်ကျန်ရစ်ခဲ့ပါတယ်သူတပားကိုကျင်နာစွာဆက်ဆန့်သူဟာအမြဲတမ်းကံကောင်းပါလိမ့်မယ်